ကချင်ပြည်နယ်မြစ်တနားမြို့ကျွမင်နာရက်ကွက်ဝက်ကုံစေရနီမှာဒီကနေ့နိုဝင်ဘာလ16ရက်နေ့နနက်9:30မိနစ်အချိန်ခန့်ကဆိုလာမီပလက်ခုံအပူလွန်ကဲရာမှာမီးလောင်မှုဖြစ်ပွားကနေအိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်ကျွမင်သာရက်ွက်နေမြေတရှိနေအိမ်တလုံးမှာတက်ဆင်ထားတဲ့ဆိုလာပလက်ခုံမှာအပူလွန်ကဲကအနီးရှိအထက်သားနေရန်ကိုမိကုဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့အနီးနားရှိဒေသခံတူကပြောပါတယ် အိမ်ကလူတွေကအပြင်သွားနေကြတဲ့အချိန်အိမ်အောက်မှာလည်းကလေးတွေပဲကြံနေတော့အပေါ်ထက်ကမီးလောင်နေတာကိုတတိမထားမိလိုက်ကြဘူးဆိုလာမီးတက်ထားတဲ့ပလက်ခုံကနေအပူလွန်ကဲပြီးလောင်သွားခဲ့တာလို့သိရတယ်။အိမ်ကအုံညက်ဆိုတော့မီးလောင်အားတိတ်တော့မများခဲ့ဘူးရက်ွက်ပြည်သူတွေနဲ့မီးငိမ့်တက်ဖွဲ့တွေဝိုင်းငိမ့်တက်တာကြောင့်မီးဆောက်လောင်တဲ့အိမ်ပဲထိသွားတယ်လို့သူကပြောပါတယ်။ အဆိုပါမိလောင်မှုကမိသက်သက်ဖွဲ့ဝင်26ဦးအရန်သက်ဖွဲ့ဝင်10ဦးနဲ့ရက်ကွက်နေပြည်သူများပူပေါင်းကောင်းမိငိမ့်တက်ရင်တစီရေတဲရင်၅စီဖြင့်10မိနစ်ကြာမိငိမ့်တက်ခဲ့ရတယ်လို့သိရပါတယ်အဆိုပါမိလောင်မှုကြောင့်အလျားပေ30အနံပေ30အုံညက်တုံမုံပြင်ခင်းလူနေအိမ်အပေါ်ထက်မိလောင်ခဲ့ပြီးစုစုပေါင်းကာလတန်ဖိုးငွေကျပ်30ခန့်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ် အဆိုပါမီလောင်မှုနဲ့ပတ်သက်၍အင်ရှင်ဖြစ်သူကိုမြစ်တနာမြို့နယ်နေမြင့်ရဲစခန်းမှာပနေရ37မြင်းဆောင်2025ပုံမနေရ85ဖြင့်အမှုဖွဲ့အေးအေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါဗျ။